ဒီနေ့ဝိညာဉ်အတ္တအတွက်ရှင်သင်ဖို့ရန်ထောက်ရှုချက်လေးနှစ်ချက်ကိုဝင်မြလိုပါရ။အဲပရမအချက်ကတော့သင်တို့ဤစေနှလုံး၌စိုးရင်ပူပန်ခြင်းမရှိကြနဲ့တဲ့။ဤစဉ်ဘဝအတ္တ၌ကျွန်တို့ဒီစကလုံးကအင်မတန်မှအရေးကြီးတဲ့ခွန်အားရှိတဲ့အသက်ပေးတဲ့နှုတ်ကပတ်တော်ဂရိစကားပါ။ စိုးရိမ်ခြင်းမရှိနဲ့လို့ကျွန်တော်ကိုအကြံဉာဏ်ပေးနေတာလည်းမဟုတ်ဘူး။ယိုယိုလေးတူတူလေးပြောနေတာပေါ့အမိတ်ပေးနေတာဖြစ်ပါရဲ့။ညင်သာသောအမိတ်ပါ။နောက်ဆက်တွဲတစ်ခုကတော့ဗာလဲအဲ့ဒီဂရိစကားနှစ်သိမ့်မှုစကားအဖော်ပြမှုကိုလက်ခံရုံသာမကပဲနဲ့သူ့ရဲ့ပြည့်ညက်နောက်တစ်ခုကငါ့ကိုယုံပါဖះကိုလည်းယုံပါ။ ယုံကြည်ခြင်းဆိုတဲ့အချက်။ဒါကြောင့်ကျွန်တော်ရဲ့နေစဉ်အသက်တာမှာကိုယ့်ကိုဘယ်ຢာတွေကကြောက်ရွံ့မှုစိတ်တွေဖြစ်ပေါ်စေတာလဲ။ကျွန်တော်တို့နေစဉ်စိုးရင်ကြောက်ကြမှုတွေနဲ့ဘဝကိုရှင်သန်နေရတဲ့အခါမှာမပျော်နိုင်ပါဘူး။အကြောက်တရားရှိတဲ့နေရာမှာလွတ်လပ်ခြင်းမရှိသလိုလွတ်လပ်ခြင်းမရှိတဲ့နေရာမှာပျော်ရွှင်ခြင်းလည်းမရှိနိုင်ပါဘူး။ ဒါကြောင့်ကျွန်တော်တို့နေ့စဉ်ဒီကနေ့လှုပ်ဆောင်နေရတဲ့အရာတွေကျွန်တော်ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေเนาะနိုင်ငံရေးကြောက်လားစစ်ပွဲတွေကြောက်တဘာဝဘေးဒဏ်ကြောက်ရောစာဝတ်နေရေးအခက်အခဲတွေကြောက်ပေါင်းသင်းဆက်ဆံရေးအစင်မပြေမှုတွေကြောင့်ကြုံနေရတဲ့ဘလို့ဒုက္ခမျိုးပဲဖြစ်ဖြစ်။နောက်ပညာရှင်တွေကတော့ပြောလေ This too shall pass ဒါလည်းပြီးသွားမှာပါတရင်ကပါလူရှင်တော့ဒီဟာတာစာရေးဆရာကြီးဟမ်အညီတော်ကပါပြောလဲဒီနေ့ဒုက္ခမလက်ပြန်အတွက်ဟာတာပါညီဆရာမောဆရာဖြစ်ပဲကျွန်တော်တို့ဖြစ်သွားတာပါအဲသို့တော်လေအဲ့တည်င်္ဂါဆိုတဲ့အချိန်ခါလေးမှာကျွန်တော်တို့ရဲ့ဘဝတွေ ရင်းကြိုင်သွားသလိုပြိုပြက်သွားနိုင်ပါ रे ။ဘာဖြစ်လို့လဲ။ဖျားရှင်ရဲ့အတန်ကိုမကြားနိုင်တော့လို့ပါ။ဒုက္ခရဲ့အလဲမှုန်တိုင်းရဲ့အလဲကျွန်တော်ပင်လေရဲ့အော်တန်ဒီကြားထဲမှာဝေဒနာတွေကြားထဲမှာငြင်းညူနေတဲ့ကျွန်တော်ရဲ့နှလုံးသားကထွက်လာတဲ့အတန်တွေဟာကျွန်တော်ကိုညိတ်သက်ခြင်းမပေးနိုင်ပါဘူး။ အငြိမ့်ချင်းချင်းတကယ်စိုးရင်ကြောက်ကြခြင်းမရှိနဲ့လို့ပြောနေတဲ့ကိုရောရှင်နဲ့သာရှိနေဖို့လိုအပ်ပါရဲ့တရားသူရဲ့ဂရိတော်ကိုကျွန်တော်တို့နေ့တိုင်းနေ့တိုင်းယုံကြည်ဝန်ခံဖို့ပါမစိုးရင်နဲ့လို့ပြောရတဲ့ပုဂ္ဂိုလ်ကဘာမို့လို့လဲပေါ့အဲတော့ဒုတိယသူရဲ့ဂရိတော်မှာကျွန်တော်တို့တွေ့ရပါတယ် I am the way the truth and the life ငါဟာလမ်းခီးဖြစ်တယ်ကျွန်တော်ဘဝဟာခီးတစ်ခုကို ပြုတ်နေကြရတဲ့အခါမှာဘဝရဲ့လမ်းပန်းတိုင်ဘမာလဲဆိုတာကိုတခါကြရင်မမြင်တော့ပါဘူးဘယ်သွားလို့သွားရမှမသိတော့ပါဘူး direction ကဘယ်ကိုညွန်ပြနေမှန်းကို မသိတော့တဲ့အခါမှာဒီကနေ့ကျွန်တော်ခွန်အားပြန်ယူဖို့ကခရစ်တော်ဖျားရှင် ကိုရိုင်ကလန်းခီ ဖြစ်ပါတယ်လန်းကိုဒီလိုဒီလိုသွားလို့ညွန်ပြတဲ့လန်းညွန်တက်တက်ပဲမဟုတ်ပါဘူးလန်းပြတက်တက်ပဲမဟုတ်ပါဘူးသူကိုရိုင်ကလန်းခီဖြစ်နေတဲ့အတွက်သူနဲ့အတူကျွန်တော်တို့ရှောက်လန်းတဲ့အခါမှာလိုရာခီကိုစိုက်စိုက်မြဲမြဲရောက်မှာပါဒါကြောင့်အဖခမီးတော်အိန်တော်ကိုသွားနေကြတယ်ကျွန်တော်အားလုံးအတွက်ငါကတပါအချာလမ်းမရှိ ဒါကြောင့်ခမီးတော်စီကို ရောက်ဖို့အတွက်သားတော်ဖျားကျွန်တို့အတွက်လမ်းပါလမ်းပြယုံမကငါဟာလမ်းခီးဖြစ်တဲ့အတွက်ငါနဲ့အတူတူလျှောက်သွားပါအဖော်ပြုတ်နေပါရယ်ဒုက္ခဒုက္ခတွေကြားထဲမှာကိုရောရှင်ကအတွေ့အကြုံများကြီးရှိခဲ့ပြီးပါပြီဒါကြောင့်ဒီကျမ်းစာရှင်ယောဟန်ခန်းကြီး14ရနေခန်းကြီး18အထိက သူ့ရဲ့ဒုက္ခဝေဒနာမခံစားခင်မှာပြောခဲ့တဲ့တရားတော်တွေပါ ။ဒါကြောင့်သူ့တပည့်တွေသူအဖမ်းခံရတော့မယ်အသက်ခံရတော့မယ်ဆိုတာကိုသူကိုယ်တိုင်ကကြိုသိနေတဲ့အခါမှာဒီလူတွေငါမရှိတော့တဲ့နောက်ပိုင်းမှာစိုးရင်ကြောက်ကြမှုတွေပြည်နေမှာပဲအဲ့ဒီချိန်တည်းကကြိုးပြီးတဲ့နောက်ဂတိတော်တွေကိုပေးထားတာဖြစ်ပါတယ်။ဒါကြောင့်ဂတိတော်လို့ပြောတဲ့အခါမှာဖျားပေးတဲ့ဂတိဖြစ်လို့ဘယ်တော့မှမပြတ်ပါဘူး။ အဲ့တော့အကြောက်တရားစုံမခြင်းရှိနေတဲ့ကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာမှာကြောက်ရွံ့မှုတွေဖယ်ပေးနိုင်တာကဖယားအပေါ်နိုင်ထားတဲ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းပါယုံကြည်မှုရှိနေတဲ့ကာလပတ်လုံးဖယားကျွန်တော်တို့နဲ့ရှိနေတယ်ဆိုတဲ့အသည့်နဲ့ရှင်သန်နေသည်ဘယ်ဒုက္ခဘယ်အခက်အခဲဘယ်ပြဿနာတွေကမှကျွန်တော်တို့ကိုအနိုင်ယူလို့မရပါဘူး အဲ့ဒီအရာကိုစိတ်နှလုံးသွင်းပြီးတဲ့နောက်ဒီကနေ့မျှော်လင့်ခြင်းပေးနေတဲ့ဖခင်ကျွန်တော်တို့အတွက်လမ်းကြီးဖြစ်ပါရယ်ကြောက်ရွံ့မှုတွေကိုဖယ်ပေးတဲ့ဖခင်ကကျွန်တော်နေ့စဉ်ရှင်သန်ရတဲ့အမှန်တရားနဲ့တမာတရားတော်ပါဒါကြောင့်ကိုကျင့်တရားအတွက်ဘယ်လိုနေထိုင်ရမလဲအတွေးခေါ်ပေါင်းများစွာနဲ့ကျွန်တော်တို့ရဲ့ဝင်းကျင်မှာလွှမ်းမိုးနေတဲ့ကဘာကြီးထဲမှာ လောကအတ္တတာအတိုင်းဝိုင်းမှာဘလို့ရှင်သင်ရမလဲအမှန်တရားပျောက်ဆုံးနေတဲ့အခြေအနေမှာကိုရောရှင်ဟာကျွန်တော်တို့အားလုံးအတွက်အမှန်တရားပါကျွန်တော်တို့ဘာလောက်ရမလဲသူပြောတဲ့အတိုင်းသာကြင့်ကြံနေထိုင်ဖို့ပဲလိုပါတယ်ဘယ် ideology ဘယ် politics ဘယ်ယာကမှကျွန်တော်တို့ကို absolute truth လုံးဝပြည့်ဝစုံလင်အုတ်တုံအမှန်တရားကို မပေးနိုင်ပါဘူး လူတွေရဲ့အတွေးခေါ်တဲ့ဖရာရဲ့အမှန်တရားတော်ကသာရတိပါရအဲဒါပြင်ကျွန်တော်တို့အတွက်တရင်ကအသက်ပဲမဟုတ်ပဲနဲ့ငါဟာ life i am the life အသက်အသက်ဆိုတဲ့ຢာကတည်ခြင်းနဲ့ကင်းမဲ့ပါရပျက်စီးခြင်းနဲ့ကင်းမဲ့ပါရစုံလင်ပြည့်ဝရအသက်တာဖရာပဲဖြစ်ပါရဒါကြောင့်ကျွန်တော်တို့ ဘလို့ရှင်းသင်လို့ရလဲထာဝရအသက်ကိုရလို့ရဆိုရင်အဲ့ဒီဂတိစကားဖြစ်တဲ့သခင်ခရစ်တော်၌အဲ့တော့စပြစ်နယ်ပင်နဲ့ပင်စီဟာအကိုင်းခက်တွေဟာအမြဲတမ်းဆက်နွယ်နေသလိုကျွန်တော်တို့နဲ့ဖခင်ကြားထဲမှာ ပေါင်းဆက်မှုရှိနေဖို့ကိုရောရှင်ကိုနေ့တိုင်းဖူးမြင်ဖို့လိုပါ रे သူ့ရဲ့အတန်ကိုနားထောင်ပြီးကျွန်တော်တို့ရဲ့အာယုံတွေဟာအများကြီးပြန့်ပြားပြီးတဲ့နောက်ပြန်လွင့်ပြီးတဲ့နောက်ရှုပ်ထွေးနေတဲ့အချိန်မှာအာယုံဒီဇိုင်းမဲ့မဲ့နဲ့ကိုရောရှင်ကိုသာကြည့်တတ်ဖို့လိုပါ रे ဒါကြောင့်သူ့ရဲ့အကြည့်ကိုနေ့တိုင်းကျွန်တော်တို့ကိုရောမြတ် sacramental night ခံစားရသလိုသူ့ရဲ့ကာတိုင်တော်တွေပုံရိပ်တော်တွေဒါအပြင် ကျွန်တော်တို့ရဲ့အဖြစ်အပျက်တွေမှာကျွန်တော်တို့ဝင်းကျင်မှာဖြစ်နေတဲ့အဖြစ်အပျက်တွေမှာကိုရရှင်ရဲ့မျက်နှာတော်ကိုလည်းတွေ့မြင်နိုင်ပါတာဘုံကျဲခံရလို့သေသွားတဲ့ခလေးငယ်တွေရဲ့မိခင်ရဲ့ငိုကြွေးမှုမျက်နာမှာလည်းဖရာရဲ့မျက်နာကို မြင်ရသလိုအဲ့ဒီအပံတွေဟာလည်းဖရာကျွန်တော်တို့ကိုညှင်သာစွာနဲ့ပြောနေတဲ့ တီတူအတန်လေးတွေပဲဖြစ်တယ်။ဒါကိုနားဆွန့်တတ်ဖို့လိုတယ်။အနိဋ္ဌာယုံကြားထဲမှာစကားပြောတတ်တယ်ဖရာပါ။ချမ်းသာကြွယ်ဝပြီးတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မှာလဲစကားပြောတတ်တယ်ဖရာပါ။အချိန်နေတိုင်းအချိန်တိုင်းမှာနေရာတိုင်းမှာကျွန်တော်တို့ကိုဆက်သွယ်နေတဲ့ဖရာတည်င်းစကားအမြဲပေးနေတဲ့ဖရာရဲ့အပံကိုဂယုတဆိုင်နားထောင်ခြင်းအဖြစ်ဒီကနေ့ငါဟာသင်အတွက်လန်ခီဖြစ်ပါရယ်။ ငါဟာတင်ကျင့်ရမယ်အမှန်တရားဖြစ်တယ်လို့ငါပြီးမဲ့အသက်ဟာလည်းငါကိုယ်တိုင်ပဲဖြစ်ပါရယ်အဲ့ဒီသာရအသက်ကိုပြီးမဲ့ဖျားရှင်ဖျားစင်ပေါ်မှာကိုရမြတ်အသွင်အားဖြင့်ကျွန်တော်တို့ထံကိုကြွာလာမယ်ကိုရရှင်ဟာနှိတ်ချစွာနဲ့ပြင်ယူပြီးကိုရောင်နဲ့အတူပေါင်းဆက်တည်းဒီနေ့အသက်တာမှာရှင်သန်ကြပါစို့ဇာနာသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ